ပြောကိုတက်မဒီနေ့ဘယ်လောက်ရလဲဗျနေရွယ်မကြိုက်ပါဘူးဗျအခုချိန်2000လောက်ပဲရသေးတာအခုခေတ်ကုန်းစင်းနှုန်းကကြီးကလည်းကြီးနေမလွယ်ပါဘူးဗျဆက်လီမောင်းသမားအချင်းချင်းမို့ဒစည်းနဲ့ဒစည်းအလန်းမကွာလှေစိတ်မှရက်ထားရကနေအော်ပြောနေလိုက်တယ်ကျုပ်ကတော့ပြန်ပြီးကိုတက်မောင်ရေအိမ်မှာမိမကမိဖွားကနီးဆိုတော့စိတ်မချဘူးဗျကျုပ်ကတော့မပြန်သေးဘူးကိုလိုက်ရရတဲ့လောက်ကလေးဆက်ဆွဲလိုက်အောင်မယ်ဟုတ်ပါပြီဗျဘဇက်ကလည်းပြောဆက်ကိုလည်းနှိုးက မောင်းထွက်သွားသောကိုလားမောင်ကိုကြည့်ရင်ကိုသက်မောင်စိတ်ထဲပြန်ကျင်စိတ်ကပေါ်လာမိတယ်လို့လို့ဒီငွေ2000နဲ့အိမ်ပြန်လို့ကတော့မနက်ဖြန်ဆံမိုးပင်လောင်းကားမြည်မထင်အချိန်ကလည်းည9နာရီဝန်းကျင်မှုလှေစိမ့်၌လှေသမားအနှဲငယ်တာကျန်ခဲ့သေးတော့တယ်ဒီမှာမောင်ရင်ဆက်လီအားလားအတွေးလိုနေတော့ကုန်းပေါ်မှာလှမ်းအော်လိုက်သောအတန်းကြောင့်ကိုသက်မောင်တယောက်ပြပြတလဲဖြစ်သွားမိတယ်ဒီနေ့အဖို့ဒုတိယမြောက်ခရီးတယ်ပို့ရမည်လေအားပါတယ်ခမအားပါတယ်ဒါဆိုခဏဆောင်လူငယ်နောက်လူတွေကြံသေးလို့ဈေးမနှဲစေရပါဘူးလူငယ်တောင်းတလောက်ဥရောဘက်က အတက်နိုင်ဆုံးပေးပါမယ်။ဟုတ်ကဲ့ကျွန်တော်ကလည်းကြားတဲ့နာထဲပို့ပြီးမယူတတ်ပါဘူးခမညာ။စကားစာကိုဖြတ်ပြီးအပေါ်ပြန်တက်သွားတော့ထိုဦးလေးကြီးကိုကိုတက်မောင်ခဏစောင့်နေလိုက်တယ်။တိတ်မကြခင်ပြန်ဆင်းလာတော့လူတယောက်အားဆောင်ပကတ်ဖြင့်ရှေ့နောက်ထန်းလာသည်ကိုတွေ့လိုက်ရတော့ကိုတက်မောင်နားလည်လိုက်တယ်။သူရက်ထားတဲ့လှေစိတ်ကဈေးရုံနဲ့မဝေးဘူးဆိုတာပဲ။မနိုင်မနှင်းဖြင့်လှိုင်းတန်ပုတ်ခတ်နေသောလှေပေါ်တက်ရန်ကြိုးစားနေသည်မို့ကိုသက်မောင်မနေတာတော့ပဲခေါင်းထိုးတံမီလေးအားခေါင်းမှာဆော်ရင်ဥလိဖဲ့ ဘေးကနေထိန်းထားအရှိမထမ်းလာသူဦးလေးကိုဖယ်ခိုင်းပြီးကိုသက်မောင်ဝင်ထမ်းရင်းဆောင်ပခက်အတွင်းမှာအမှတ်မထင်ကြီးမိလိုက်တဲ့အသက်၁၈နှစ်အရွယ်ခန့်ရှိမိန်းကလေးတဦးမျက်နှာတစ်ခုလုံးပြာနှမ်းနေသည့်ကြားကသူ့ကိုခက်ရက်ရက်အပြုံးလေးနဲ့ပြုံးပြနေရှာတယ်။လေပေါ်ရောက်ပြီးလေအလဲမှာတတောင်တတာဖြစ်စေရန်နေရထိုင်ခင်းလှုပ်ပေးပြီးသည့်နှင့်လေပေါ်သို့အမျိုးသမီးနှစ်ဦးအထုပ်အပိုးတွေနဲ့ထပ်တက်လာမိမှုကိုသက်မောင်ခဏဆောင်ဆိုင်ပြီးကဲနိုင်ချီထားတဲ့လေကျိုးကိုဖြေကဆက်ကိုစတင်နှိုးလိုက်တယ်။ ပြိုးဦးလေးဘဲကိုလဲခမညာမြိုင်ချောင်းကိုငတ်တူရေနဲနဲတော့လှမ်းတာပေါ့မြိုင်ချောင်းဆိုရေကိုတက်မောင်လန့်သွားတယ်ခကြီးကမနေမနော့အဝေးမှမဟုတ်တာဒီအချိန်မောင်းရင်ဟိုကိုမနဲ့၃နာရီနီးပါးမှရောက်မဲ့ခကြီးမမေးမဆန်းလိုက်လိုက်မိသည့်သူ့ကိုယ်သူအပြစ်တင်လို့မစုံအပြန်ဆိုသူတယောက်တည်းမထူးတော့ဘီမို့ဒီခကြီးကိုရောက်ရန်သာအာယုံဆိုင်လိုက်တော့တယ်လာမိုင်ရမို့ဝင်းကျင်တစ်ခုလုံးမှောင်မိုက်နေမှုကိုသူကောင်းရှိခေါင်းထိုးမီလေးရဲ့အလင်းရောင်ကိုလုံလောက်စွာမပေးနိုင်ပေမောင်းလာသည်ကလမ်းခကြီးတဝက်ပင်ကျူးလူလူဖြစ်နေ၍တိုက်ခတ်လာသောလေတွေကသူ့ကြောထဲထိ ိအေးအေးတက်ကဝင်ရောက်နေသလိုလိုကြက်သိန်းတွေပါထလာတဲ့အထိငါတူဥသမီးလေးတော့အသက်မရှိတော့ဘူးကွယ်ဗျာထိုစကားကသူနာတဲ့ကိုဘုံတလုံးပောက်ကွဲသလိုခန်းစားလိုက်ရတယ်သူကလူလူချင်းသာနဘန်းလုံးချင်းလုံးရမယ်တတိကအပြည့်ဒီလိုမတွေ့ရမမြင်ရတဲ့နန္နာဘုံကဆိုအယန်းကိုကြောက်တီလူစားမျိုးယောက်ျားတံမဲ့သွေးကြောင်နဲ့ပြောလဲခံရရုံပဲရှိတော့မယ် ဖြစ်ဆိုးလိုက်တဲ့သမီးလေးရဲ့အဲ့ဒီမွေအမေကိုသာကြိုက်လိုက်ပါလားမှောင်မိုက်နေတော့ညာတယ်တေဆုံးသွားသူကောင်မလေးရဲ့မိခင်ဖြစ်သူဤငိုတယ်များကြောင့်သူ့စိတ်တွေပိုရခြောက်ခြားလာမိတယ်အဲ့ဒီအချိန်ကညတနာ ਈ သူ့လေးပေါ်မှာအစိမ့်တွေအလောင်းနဲ့လူတစုသူကရောင်ကနန်းဖြစ်ဆက်အရှင်ကိုထပ်မြင်ပြီးမြောင်းနေလိုက်တယ်တဖြည်းဖြည်းဝင်လာတော့ချောင်းအကျယ်ကနေချောင်းနှစင်းရှင်တွဲသွားရုံလောက်များအထိသာကျယ်ဝန်းသည်မို့ဆက်ရှင်ကိုရှော့ချကဂရုတစိုက်မောင်းနေရတယ်ဒီကြားထဲချောင်းနှစ်ဘေးနှစ်ဖူးပေါ်မှာပေါက်နေတယ်လမှုပင်ဓဏိပင်တွေရဲ့အလက်တွေကရှောင်ရှားရသေးတယ်လေတိုက်ခတ် သွားတဲ့အပင်တွေကလည်းတက်စီတကောင်လိုသူ့ကိုလှောင်နေတယ်လို့လို့ကမ်းမော်ကနေတောက်လျှောက်ပြေးလိုက်ရင်လိုက်လိုက်လဲလဲဥနေတဲ့ခွေးတွေကလည်းသူတို့ရဲ့လှေကိုကြည့်ပြီးဟောင်နေတာလားဒါမှမဟုတ်တခြားအရာကိုကြည့်ပြီးဟောင်နေတာလားမသိပါနဲ့သူကတော့ကြောချက်နေမိတယ်ရောက်တော့မယ်ငါတို့ဟုတ်ကဲ့ဦးလေး ချောင်းကကျင်းမြောင်းလာသည်နှင့်အမျှဆက်ရှိန်ကိုပါရှော့ချပစ်လိုက်ရတယ်ခက်ခက်ခဲခဲမောင်းနေပြီးသည့်နောက်ခရီးဆုံးကိုရောက်ပြီးဆိုတော့လေပေါ်ရှိဦးလေးအပြောကြောင့်တိလိုက်ရတယ်ရောက်ပြီးငါတို့အဲ့ဒီတကားမှာပဲကတ်လိုက်နော်သူလေကိုကတ်ပြီးသည်နှင့်အမျိုးသမီးနှစ်ဦးကတရားပေါ်ကိုအရင်တက်သွားတယ်သူနဲ့ကြံခဲ့တဲ့ဦးလေးကြီးနှစ်ယောက်ကတော့လေပေါ်ကအလောင်းကိုစောင်းပက်ခတဲ့ထည့်ပြီးသည်နှင့်ဦးလေးအပေါ်တက်လိုက်အပေါ်ကနေဆွဲတင်ပြီးရေးကြချိန်ဖြစ်လို့လေပေါ်ကနေတရားပေါ်ကိုအလောင်းအားခက်ခက်ခဲခဲတင်နေရတဲ့အထိဟုတ်ဟုတ် ဒီခွေးတွေကတမောက်ကွာမှောင်မဲကြီးတဲကသူ့ရဲ့ခေါင်းမိတံမီရှိနေတော့ကြောင့်အလင်းရောင်ကိုလုံလောက်စွာမရကြီးငါတူမနဲ့လေးမှပြန်ပါလားဒီမှာညအိတ်လိုက်လေနေပါစေဦးလေးရပါတယ်ကျွန်တော်ပြန်လိုက်ပါမယ်ဒီလိုပဲဘယ်ဟုတ်မလဲလင်းမိုးကတိတ်မှမလို့တော့တာလင်းမှပြန်ရင်မောင်ရင်အတွက်ပိုကောင်းတာပေါ့ကိုသက်မောင်လည်းဘလို့မှညင်းမရတဲ့အဆုံးထိုအိမ်မှာပဲမနေတတ်သည့်ကိုသက်မောင်ဖို့လှုပ်ဆရာရှိသည်များကိုဝိုင်းကူလှုပ်ပေးနေတယ်သူတို့နေသည့်ရွာကရွာပြင်ကွင်းပြင်ထဲမှာဆိုတော့အိမ်ပုံစံကလည်းတဲတာတာ ထိုအိမ်အနောက်မှာနောက်ထပ်တဲငယ်တစ်လုံးနဲ့တွဲလျက်ရှိနေတယ်။ကွင်းထဲဖြစ်သောကြောင့်တဲနဲ့တဲကအလန့်ဝေးလာတယ်။ကိုသက်မောင်အပါအဝင်အလောင်းနဲ့သူတို့ရဲ့အိမ်သားလေးဦးတရင်ကြား၍ရောက်လာတော့ဘေးထဲမှာလူသုံးဦးသည်ရှိတယ်။လျက်စစ်မီမရှိမှောင်မဲနေတဲ့ပန်ဝန်းကျင်အိမ်ထဲမှာတော့ရေနံမီမီခွက်နှလုံးနဲ့ဖျောင်းနိုင်တိုင်ကိုထုံညီထားတာမှုအတော်အသင့်တော်အလင်းရနေတယ်။မောင်ရင်တရေးလောက်မေးပါလားမမေးတော့ပါဘူးဦးလေးမိုးပဲလင်းတော့မယ်လေ သဘောပါပဲကွာဘလောက်တောင်ပင်မနေသည်မသိကိုသက်မောင်ကိုလှမ်းပြောရင်းပက်လက်လန်ကမျက်လုံးလေးကိုအသားရမှိတ်နေတဲ့ဦးလေးကြီးကိုကြည့်လိုက်တာဘေးဘီဝဲကိုလည်းကြည့်လိုက်နဲ့မျက်လုံးတွေကအလင်းရောင်ရှိတဲ့နေရာမှန်သမျှကိုရောက်နေမိတယ်နောက်ဆုံးကိုသက်မောင်အကြည့်တွေကရက်တန်သွားသည့်နေရာကတော့တေဆုံးသူကောင်မလေးရဲ့ရင်ဘက်ကိုသက်မောင်ကြည့်နေရင်းနဲ့ထိုကောင်မလေးအသက်ရှူနှုန်းကမြန်လာတယ်လို့လို့ကောင်မလေးရဲ့ရင်ဘက်ကနှိမ့်ချီမြင့်ချီနဲ့မဖြစ်နိုင်ပါဘူးဆိုတာသိပေမဲ့မျက်လုံးတွေကထိုအလောင်းကနေမခွာပြင်းသူ့စိတ်ကပင်ထင်နေတာလားမောင်ရင်မပြန် ်သေးဘူးလားကွဥကပြန်သွားပြီတောင်ထင်နေတာလဲလျောင်းနေရမှထလာတော့ဦးလေးကြီးရဲ့အတန်းကြောင့်ကိုသက်မောင်အကြည့်တွေအာယုံတွေကပြန်လဲအသက်ဝင်လာတယ်ပန်ဝင်းချင်းကိုကြည့်တော့အလင်းရောင်ကကောင်းသွားနေပြီဟုတ်ကဲ့ဦးကျွန်တော်အခုပဲပြန်တော့မှာအခါကျင်းငွေတွေခေါ်ရတယ်ဆိုပေမဲ့မောင်ရင်ကိုဦးလေးကျေးဇူးတင်ပါတယ်ကွရပါတယ်ဦးလေးကျွန်တော်ပြန်လိုက်ပါအောင်မယ်ဗျာကိုသက်မောင်ပါလာသည့်အနှွေးတဲ့ကိုလက်ပေါ်ကောက်တင်လိုက်ပြီးဓမီလေးကိုကိုင်ကသူ့ရဲ့အပြန်ခီးကိုစတင်ခဲ့တယ်အိမ်ပြန်ရောက်တော့နေ့လယ်တနာရီနီးပါအိမ်ပေါ်တက်ထမင်းစားပြီးဆက်လီတစ်ချောင်းနှစ်ချောင်းဆွဲလိုက်သေးတယ်ညကတညာလုံး ုံးမအိပ်ရတော့မျက်လုံးကညနေဆောင်လာတော့ဆန္ဒပြလာပြီးမှညစာထမင်းကိုအိမ်ပြန်စားပြီးဆက်လီပြန်မထွက်တော့ပဲအိပ်ရထဲဝင်တန့်အိပ်လိုက်တယ်ဟုတ်ဟုတ်ညနေတဲ့အချိန်ကိုတက်မောင်တို့အိမ်ပက်လက်ဝန်းကျင်ရှိခွေးများကတစုံတယောက်ကိုတွေးကြည့်အလားစူးစူးရှွားရှွားနဲ့ဟောင်းအော်နေတဲ့ဖြစ်ပတ်ဝန်းကျင်တစ်ခုလုံးခွေးလေခွေးလေတွေများ၏အတန်များကစူညံပေါ်လို့ရိုက်နေတယ်ကျမကိုကဲပါကျမကိုကဲပါအောင်ရှင်ကျမကိုကဲပေးပါအိပ်ပြော်တော်ဝဲနိုးတော်ဝဲဖြစ်နေတော့ကိုတက်မောင် ။စူညံနေသောခွေးတံများကြားနေရသောမိန်းမတယောက်၏အသံကြောင့်မျိုးလုံးများပြူးကျဲဝိုင်းဆက်သွားတယ်။"ကျမကိုကဲပါ။ကျမမသေးသေးဘူး။ကျမကိုကဲပါ။မင်းမတူလဲဘာလို့ငါ့ကိုလာခဲ့ခိုင်းနေတာလဲ။ကျမကိုကဲပါ။သူတို့ကိုပြောမရဘူး။ကျမကိုကဲပါ။မသိဘူး။မင်းဘယ်ကလဲဘသူလဲငါမသိဘူး။တွားတွားတွား။အာကောင်ချစ်ပြီးထိတ်လန့်နေကြအော်နေတာကြောင့်ဘေးတွင်အိတ်နေတဲ့ဇနီးတွေကလန့်နိုးပြီးကိုသမောင် ရှင်ဘာဖြစ်တာလဲဘာတွေអော်နေတာလဲបဇက်ក៏លេပြောយင်ឆេយင်းရှိဖះយ៉ောင်းណៃមីអាធွန်းလိုက်တော့ឆណောင်ណែប្លက်អនិថាណែမျိုးလုံးភੂឆွေးតាន់តិឆេឆេဖြစ်နေတော့ខិមွန်းតែអាတွေ့လိုက်ရတယ်ញាក់ខិនិជាလိုက်ឡាចមកគកែបាတဲ့មេងក្លីតិយောက်អតានលីអូមិនចាប់បូရှင်អីម៉ាត់ម៉ាត់នេះដល់នេះមកបាဖះយ៉ាសាលីយុបពីပြែអីလိုက်ម៉ាក់ញាក់ខិនပြောតាပြောလိုက်ရတယ်ខွေးរីឧរីជាដែរក៏នូនីတော့ទូមក ်ဒီအတန်ကိုပါကောင်းကောင်းကြားလိုက်ရတယ်ဒါပါလဲဆိုတာလဲသူမမသိတာတော့အမှန်အနေငယ်တော့ထိတ်လန့်သွားမိတယ်မနဲ့လင်းသည်နဲ့ဆက်လေထွက်ပြီးလှေစိတ်မှရက်ထားတော့ညကအတန်ကိုစဉ်းစားရင်သတိရမိလိုက်တယ်သတိရသည်နဲ့ကိုသက်မောင်တယောက်ဆက်လေကိုချက်ချင်းကောက်နှူးကညကသွားခဲ့တဲ့ရွာလေးကိုဆက်လေအတကုံဖွင့်၍အပြင်းမောင်းတော့တယ်ဒို့ပေမဲ့သူရောက်ရှိသွားတဲ့အချိန်ကညနေ၄နာရီနေ့လယ်၃နာရီတည်းကအတုဘက်ချပြီးတာမို့သူ့ရဲ့ပေါ်ဆမှုကြောင့်အသက်တချောင်းကိုသူမကယ်နိုင်လိုက်ပြီအင်ရှင်များကိုဘာမှမပြောတော့ဘဲကို ူငွေတော့ထည့်ပေးလိုက်တယ်ဒီကောင်မလေးကသူ့ကိုဘာလို့ရွေးပြီးကဲခိုင်းရတာလဲသူနားမလဲတာတော့အခုထိပဲစဉ်းစားလို့လည်းမရစာရေးသူကျမလည်းဘာကြောင့်ဆက်လီသမားကူမှကဲခိုင်းရလဲဆိုတာကိုတော့နားမလဲပါတကယ်အဖြစ်ပြက်ကလေးမှုနေရနဲ့အမိများကိုလွှဲပြောင်းရေးသားထားပါတယ်ဇလန်းလေးကတော့ဒီမာရင်ပြီးဆုံးသွားပါပြီရှင်ဇလန်းလေးကိုရေးသားပေးတဲ့မူရင်းစာရေးဆရာကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်